ဖုန်းအစ်စ်လေးလေးရစွငွေပြားလဲတိုးလာနိုင်တဲ့အစီအစဉ်သစ်ကြီးစတင်နေပါပြီ Samsung Galaxy Note 4ကို6လအရေးကြဖြင့်အတိုးနှုန်းပေးစရာမလိုဝယ်ယူနိုင်တော့မယ့်အခွင့်အရေးမြမရှေ့ဆောင်ဘန်တွင်ငွေစုပါတပင်းညီလာခံကျင်းပဖို့အတွက်မြန်မာနိုင်ငံကတပင်းပညာရှင်များအစည်းအရုံးကရန်ပုံငွေဖြောပြပွဲဖြစ်ဂီတရုပ်ရှင်တပင်းအလှဘောင်းဆောင်က အမှုပညာရှင်တွေနဲ့ဒီဇင်ဘာ16ရက်နေ့ကမြို့သားကောက်ဆက်ရုံမှာမြိုင်မြိုင်ဆိုင်ဆိုင်ပြစ်ဆက်ဖြောပြခဲ့ကြပါတယ်။တပင်းကိုချစ်လို့တပင်းပညာသည်တွေကိုတန်ရုံးစဉ်ရှိလို့ပါဝင်ကပြဖြောပြခဲ့တဲ့မန္တလေးသိန်းစော်ကအများကြီးမကပြနိုင်ပေမဲ့ဖျားပူကန်းကိုတော့တာဝန်ယူထားတဲ့အကြောင်းအလော်ပေါင်းစုံကပါဝင်ဖြောပြလို့ဝမ်းသာပေမဲ့ဒီတက်ပို့ပြီးစုံလင်ရင်အပြည့်အဝဝမ်းသာနိုင်မှာပါလို့ဆိုပါတယ်။တပင်းလောကသားတွေအကုန်လုံးစူးစီးညင်ညွတ်ဖို့ချိန်ယူရအောင်မယ်လို့ဆိုပါတယ်။ ဘာလဲသဖြင့်မို့ချစ်တယ်နောက်ပြီးတော့သဖြင့်လူပညာဟိုမြန်တို့လည်းသဖြင့်သေးတွေကိုလည်းခင်ဗျတန်ဟောစင်ထားတော့ဒီပွဲကိုလည်းပါဝင်သင့်တယ်ဆိုတော့ဒါပေမဲ့အများကြီးလည်းမလုံနိုင်လို့ကိုဒီပွဲမှာအဲဆရာဘူးကန်းကိုပဲတောင်းဝင်ပြီးတော့ကပ်ကြမှာအမှန်တိုင်းပြောရရင်အတော်အသင့်ဝမ်းသာတယ်အပြည့်ဝတော့ဝမ်းမသာဘူးဘာကြောင့်လဲဆိုတော့ဒီတဲ့စုံလင်မှုဒီတဲ့အာကောင်းမှုလူသေးတယ်ဒါရုပ်ရှင်ဂီတတာဝန်ကြည့်ပါတယ်သဖြင့်လောကအနေနဲ့တော့ အကုန်လုံးကိုစူးစိနိုင်မှုအချိန်ယူအောင်မှာပေါ့နော်အားလုံးတိုက်တိုက်ဝန်းဝန်းနဲ့ပါဝင်နိုင်မဲ့ကြကြမှုရောစိတ်ဝမ်းကြီးများမှုတွေရောမျောနေပါလေအခုကကတော့တိုင်းတာတစ်ခုတော့ရှင်းရအားရမိပါတယ်အပြည့်ဝတော့မဖြစ်ပါဘူးနော်ဘင်းကြီးလောင်ကန်အတွက်ရှမ်းဘုံငွေဖြော်ပြပွဲမှာ နေတူသွင့်ရင်တော့ဘူးစီတူလင်ဖေညွန့်ကြီးပန်းဤဖြူစိတ်နေကြီးနဲ့တေးသက်ရှဲအများပြတီးဆိုဖြော်ပြခဲ့တယ်လို့ရန်အောင်ရဲအောင်ပြည်တီဦးလင်းစာနီစောမိုးပြပြမောင် ဗီတင်စာဦးနဲ့နက်ကတ်တို့ရဲ့တေးသရုပ်ဖော်အော်ပရာကိုလည်းတင်ဆက်ခဲ့ကြပါဗျ။မြင်လောကရဲ့အားနည်းချက်အားတာချက်တွေမပင့်စည်းကမ်းနဲ့အမွေအနှစ်တွေကိုထိမ့်သိမ့်မှုပညာရှင်တွေပါဝင်ဆွေးနွေးမယ်ပထမဆုံးအချိန်သဘင်ညီလာခံကိုရှင်းပဖို့ဖြစ်ပါတယ်လို့ပြောပြသူကပန်ထရာဦးမြကြည်ပါ။သူကအခုခေတ်မှာတင်ဆက်မှုအပိုင်းတိုးတက်လာပြီမဲ့စင်လာထိမ့်သိမ့်မှုကိုတော့ပြိတ်သက်အလိုလိုက်ရင်နောက်ဆုတ်ပေးခဲ့ရတာရှိပြီးရေစီးတန်ရင်ကမ်းပြုံမယ်လို့တတိပေးခဲ့ပါဗျ။ ။သဘင်ဟာတိုးတက်မှုကတော့တင်ပြမှုအပိုင်းပေါ့နော်။ဘာပဲဖြစ်တိုးတက်တဲ့ပစ္စည်းတွေနော်နိုင်ငံခြားနဲ့ဆက်သွယ်ရတဲ့ဘာပဲလုပ်လို့ဝင်ရှိရင်အဆင်ပြေတယ်ဖြစ်တဲ့အတွက်အလဲအစစ်ပိုင်းဆိုင်ရာအတမ်းပိုင်းဆိုင်ရာကိရိယာပိုင်းဆိုင်ရာဒါတွေတော့အများကြီးတိုးတက်ပါတယ်။ဒါဘာလို့နည်းနည်းအားနည်းတယ်လဲဆိုဆိုရင်သဘင်ရဲ့ထင်းသိရမဲ့သဘင်အစင်လာလေးပေါ့နော်။မင်းသားဆိုမင်းသမီးရဲ့အင်္ဂါညီရသလိုဆိုင်းသလိုဆိုင်းပေါ့နော်ဇက်ဆိုလဲဇက်ပေါ့နော်။သူ့ရဲ့အင်္ဂါတွေကိုပိတ်သက်အလိုလိုက်ရင်းလိုက်ရင်းလိုက်ရင်းနဲ့ပေါ့နော်။ ကိုယ့်ရဲ့မူလရည်သွေးတွေကနောက်ဆုံးပြေးခဲ့ရတယ်။ဟိုရည်စည်းတန်ရင်ကမ်းပြူမှာပေါ့နော်။ကမ်းမပြူအောင်ထိမ့်သိမ့်ဖို့တော့တော့သဘင်ပညာရှင်တို့ရဲ့တောင်းဖြစ်ပါတယ်။စာရေးဆရာချစ်ဦးညွန်ရဲ့ချစ်သူမင်းနန္ဒာဇက်ကိုသဘင်မင်းသားတွေဖြစ်တဲ့ဖလိုင်ပေါင်းအောင်ဝင်းတပြေနဲ့နေကြီးငင်းညံ့တို့ကဥဆောင်ကပြခဲ့ပါတယ်။သဘင်ညီလာခံကိုတော့2015နိုဝင်ဘာလမှာကျင်းပဖို့ရည်ရွယ်ထားပြီးနေပြည်တော်ပြည်တော်စုလွှတ်တော်ဝင်းထဲကသဘင်ဆောင်မှာကျင်းပဖို့မှန်းထားတယ်လို့ဆိုပါတယ်။